နစရှင်နေလောက်ရှိပြီဖြစ်တဲ့ဂျပန်ဖိုးကြီးကခောက်ဆဲရောင်းပြီးတော့မှပတ်စံရှာကဘလို့ဖြတ်တန်းရလဲသိကြပါသလားနေ့တိုင်းပဲည9:40မိနစ်ဆိုရင်အဖိုးကြီးကခောက်ဆဲကားလေးမောင်းလာပြီးတော့ခင်းရီစာချက်ဖို့လုပ်ပါတယ်ခောက်ဆဲကားလေးကိုလမ်းမေးကိုထိုးရက်ပြီးတော့ဆိုင်ခင်းတယ်လို့ပစ္စည်းတစ်ခုချင်းစီချပြီးတော့ညစ်ပက်နေတဲ့ကျန်းပြင်ပေါ်မှာပလတ်စတစ်အပြားလေးတွေကိုခင်းပါတယ်ဆိုင်ခင်းနေတော့မှဘေးမှာဧည့်သည်တွေအများကြီးတန်းစီနေကြပြီးအဖိုးကြီးဆိုင်ခင်းပြီးတော့လူတွေကတန်းစီပြီးတော့ခောက်ဆဲစဝယ်ပါတော့တယ် ရေရိုခေါက်သေးဆိုလို့ရှင်တော့တပွဲကိုဂျပန်ယန်900ဆိုတော့အရန်ကိုတန်းနေပြီဖြစ်ပြီးအဖိုးကြီးကတယောက်တည်းဈေးရောက်ဆိုင်ခင်အကုန်လုံးလုပ်ပြီးမယ်လေမြီးမာလေးကမကြည့်ရတော့ပကန်းချတာနဲ့ပတ်စံရှင်တာလာကူပြီးပါလေအဖိုးကြီးကတော့ဂျပန်ခေါက်သေးကိုကျွမ်းကျင်စွာလုပ်နေပြီးဟင်းရဲ့အရာတာကိုလည်းဧည့်သည်တွေကိုလိုချင်တဲ့ပုံစံအတိုင်းပြင်ဆင်ပေးပါလေ ဝရန်စတားတဲ့အနစ်ကိုဟင်းရည်ထဲထည့်ပေးလိုက်ရင်တော့ခေါက်ဆွဲဟင်းရည်ရပြီဖြစ်ပြီးခေါက်ဆွဲပြုတ်ပြီးတော့ပကံလေးကိုထည့်ကအသားနဲ့တကြားအစာပလာတွေထည့်လိုက်ရင်တော့ဂျပန်ခေါက်ဆွဲရရှိပြီပဲဖြစ်ပါတယ်။ဒါကတော့ခရီးဂျပန်ခေါက်ဆွဲဖြစ်ပြီးတော့မှတပွဲကိုရန်600ကျောင်းမှဖြစ်ပါတယ်။ခေါက်ဆွဲကလည်းအရန်ကိုများပြီးတော့စပွဲကုန်တွေမှာလည်းလူတွေကအပြည့်ပါပဲ။အဲ့တဲ့ဒီခေါက်ဆွဲစားနေကြတာကအာရကျင်းတဲ့ဘွေရကောင်းလာပြီးတော့တချို့သူတွေဆိုရင်ခေါက်ဆွဲစားဖို့အတွက်အနောက်မှာတောင်ထိုင်ဆောင်လို့နေရပါတယ်။စားဖို့တန်းစီနေရတဲ့သူတွေကလည်းအများကြီးဖြစ်ပြီးတော့မှအခုဆိုရင်ခေါက်ဆွဲဆိုင်လေးဖွင့်လာခဲ့တာ90လင်းနေရှိပြီဖြစ်ပါတယ်။ ခေါက်ဆဲလုံလာတဲ့တက်တန်းကအရန်ကိုကြာပြီးမဲ့လဲကျမ်းမာရေးမကောင်းတာကြောင့်ဆိုင်လေးပိတ်ဖို့လုံနေရပြီးစိန်ဆောက်ဖွင့်လိုက်တာနဲ့လူတွေဇက်တဲ့ရောက်လာကြပြီးတော့လာတာနောက်ကျရင်တော့ခေါက်ဆဲကုံသွားပြီးတော့နောက်နေ့မှခက်စောစောလာရမှာပါအကုန်လုံးရောင်းကုန်သွားတဲ့အခါမှာတော့မိမလေးကဆိုင်ဝိုင်းကူသေးပြီးအခါမှာအဖိုးကြီးကလည်းအသက်ရှူချောင်းသွားရပါတယ်ဆိုင်သင်းလို့ပြီးကနေတိုင်းမှာနောက်ဆုံးခေါက်ဆဲပုံလေးလုပ်ပြီးတော့ဆိုင်ကူသိမ်းပြီးတဲ့မိမလေးအတွက်အစာပလာမျိုးစုံအပြင်နဲ့ခေါက်ဆဲလေးလုပ်ပေးပြီးမိမလေးကိုချစ်တဲ့အကြောင်းလေးတက်တည်ပြတတ်ပါတယ် မိမလေးတွက်ကတော့အဖိုးလုပ်ပြီးတဲ့ခေါက်ဆွဲဟာဘယ်လိုအရာနဲ့မှရှင်လို့မရပါဘူးမိမလေးကိုခေါက်ဆွဲလုပ်ကြည့်ရတာကလည်းအဖိုးကြီးတွက်ကတော့ပျော်ရွှင်စရာဖြစ်ပြီးဘယ်အရာနဲ့မှလဲလို့မရပါဘူးအသက်80ရှစ်နှစ်ရှိပြီဖြစ်တဲ့ဂျပန်ဖိုးကြီးရဲ့တင်းနေတာကတော့ခေါက်ဆွဲရောင်းရင်းနဲ့ပဲပျော်ရွှင်စွာဖြတ်တန်းနေတာပါဆိုတော့လူကြီးမျိုးရောဒီလိုဘဝမျိုးကိုဘယ်လိုမျိုးမြင်ကြပါလဲဗျဒါကတော့ကြွက်သားစားတဲ့ရွာလေးဖြစ်ပြီးတော့မှဒီရွာလေးမှာဆိုရင်တနေ့ကိုကြွက်တွေအများကြီးမွေးကြပါတယ်။ကြွက်တွေကိုတည်တည်ကြာကြာလေးမွေးပြီးတော့မှစားကြတာကြောင့်ပဲကြွက်သားစားတဲ့ရွာလေးဆိုပြီးတော့မှနာမည်ကြီးနေတာပဲဖြစ်ပါတယ်။ ကြွတီဖမ်းမိတဲ့အခါမှာတော့တေချာလေးအမွေးနှိုးကြပြီးရွာသားတွေရဲ့ဂျပန်တွေကတော့လုံအောင်ကိုလဲကူပါတယ်။ငမကြီးလိုမျိုးအတန်အတန်ချောင်းတွေကိုဗီဒီယိုတွေကအတိုင်းလုပ်ပြီးတော့မှလမ်းမေးမှာထိုးထားလိုက်ပါတယ်။ကျွမ်းကျင်တဲ့ဂျပန်သမားတွေကတော့ကြွရှိနေတဲ့နေရာတိုင်းမှာထိုးထားကြပြီးတမန်တလုံးလိုက်ထိုးထားပြီးတော့ညဘက်တွေဆိုလို့ရှိရင်တော့ကြွတီဖမ်းမိနေတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။တခါတလေဆိုလို့ရှိရင်ကြီးလာတဲ့ကြွတီကိုတွေ့ရင်လည်းခရင်နဲ့လမ်းပြီးတော့ထိုးကြသလိုဖမ်းလို့ရတဲ့ကြွတီကိုညာရင်းချင်းပဲကင်းစားတတ်ကြသလိုမနဲ့ရောက်ရင်လည်းဈေးထဲမှာသွားပြီးတော့ရောင်းလို့ရှိပါသေးတယ်။ ။တရီတွေကကြွတွေကိုအမျိုးစားခွဲပြီးတော့မှပိုကြီးတဲ့ကြွတွေဆိုရင်ဈေးကောင်းပိုရတယ်လို့ကြွတွေမျိုးစားခွဲပြီးရင်တော့မိမတွေကကြံမွေးနှုတ်ဖို့တဲ့ပြင်ဆင်ရပါတော့တယ်။ကြံမွေးတွေနှုတ်ပြီးတဲ့နောက်မှာကလီစာတွေထုတ်ကတန်ရှင်းလုပ်ကြပြီးအသားတွေကိုတေချာလီပြီးတော့ကလီစာတွေကိုတေချာထုတ်ပြီးတဲ့အခါမှာတော့တေချာလီစီပြီးတော့ထည့်ရပါတယ်။အဲ့နောက်မှာတော့ကြွက်သားတွေကိုအရသာမျိုးစုံနဲ့နှက်ပြီးတော့မှပုံစံမျိုးစုံကြောစားကြပါတယ်။ကြွက်သားရဲ့အရသာကကြက်သားအရသာနဲ့အတူတူပဲဆိုတာတကယ်လားတော့မသိပါဘူး။